ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်มาဆိုရင်တော့ကျွန်တော်တို့ဒီ Facebook Pay Out နဲ့ပတ်သက်ပြီးတော့ Verify ကြတဲ့အကြောင်းရင်းတွေကိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့ဒီချက်လောက်ကြည့်ကြမယ်။ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ Facebook ရဲ့ Pay Out ဆိုတာကဘာလဲပေါ့နော်။ Facebook Pay Out ဆိုတာက Facebook ထဲကရတဲ့ဝင်ငွေတွေကိုကျွန်တော်တို့ကထုတ်ဖို့အတွက်ငွေထုတ်အကောင့်လို့ခေါ်တဲ့ Pay Out အကောင့်ပေါ့နော်။ Pay Out အကောင့်နဲ့ကျွန်တော်တို့ချိတ်ဆက်ပေးရတယ်။ အဲ့တော့ကျတို့ဒီ peer account ကိုရှောက်တဲ့အခါမှာကျတို့မြန်မာ information တွေမြန်မာအချက်အလက်တွေနဲ့မရဘူးကျတို့ Facebook monetization ပေးထားတဲ့နိုင်ငံတွေကအချက်အလက်တွေကိုကျတို့သုံးပေးရတယ်ဥပမာကျတို့ Thai Malay Singapore စတဲ့ကျတို့နိုင်ငံတွေကအချက်အလက်တွေဗန်နေနဲ့ကျတို့ကချိတ်ဆက်ပေးရတယ်ဗောနော်ဒီ peer account ကိုဖွင့်ပေးရတယ်အဲ့တော့ကျတို့ဒီ peer account ကိုဖွင့်တဲ့အချိန်မှာကျတို့ information တွေမှားထည့်လို့မရဘူးအဓိကအရေးကြီးတာကတော့ကျွန်တော်တို့အုံနာနေပြီးရလို့ရှိရင်ကျွန်တော်တို့ business အတွက်ပြီးရင်တော့ကျွန်တော်တို့မွေးနေတက် ID တက် ID ဖြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့က ID card လိုတယ်ပေါ့နော် ID card ဆိုတာကျွန်တော်တို့လက်ရှိမှာရေဘူးအပြင်ပြောလို့ပြောလို့ရတာဆိုရင်တော့ passport သို့မဟုတ်ကျွန်တော်တို့အလုပ်လုပ်ခွင့်ကျွန်တော်တို့ permit card ပြောရလို့ရှိရင်တော့တို့ထိုင်းမှာဆိုရင်တော့နေထိုင်ခွင့်ကတ်လို့ခေါ်တဲ့ပတ်ရောင်ကတ်ဒါမျိုးတွေတဲ့ကကျွန်တော်တို့က ဒီနံပါတ်တွေကိုတင်နံပါတ်နေရာမှာကျွန်တော်တို့ထည့်သွင်းပါတယ်အဲ့တော့ verify ကြရတဲ့အကြောင်းရင်းကတော့ပေးအောက်ကောက်ကိုရှောက်တဲ့အခါမှာ information တွေကိုမှားပြီးဖြစ်လာတာဖြစ်တဲ့အတွက် Facebook ကနေပြီးတော့အခုထပ်မံစစ်ဆေးတဲ့အခါမှာဒီအချက်လက်တွေမကန့်ညီတာဖြစ်နေတဲ့အတွက်ကျွန်တော်ကို verify ချလိုက်တဲ့ ID တင်ခိုင်းနေပေါ့ verify ကြတဲ့အခါမှာကိုယ့်ရဲ့အချက်လက်တွေကမှန်တယ်ဒီ owner name ကြီးတို့ဘန်နေကြီးတို့ ID name ကြီးကတယောက်တည်းဖြစ်နေတယ်ဆိုရင်တော့ ဒါကဒီပါတီဘိုင်းကို anti ပြန်တင်တဲ့အခါမှာတေချာပေါက်ပြန်ရတယ်။ဒါပေမဲ့ကျတော် information တွေဖြည့်ခဲ့တဲ့အချိန်မှာ anti ကတည်းကပါတဲ့နေရပြီးရောလို့ရှင်ဘန်ချိတ်ထားတဲ့နေမရဲ့အဲကျတော့ owner နေရမတူညီတာရဲ့ပြီးရောလို့ရှင်အချက်လက်တွေမတူဘူးပေါ့နော်ကျတော့မွေးနေ့ information တွေစတာတွေမတူဘူးဆိုလို့ရှင်ကျတော့ anti တင်တဲ့အခါမှာ dispatch ကြာသွားတာတွေဖြစ်တတ်တယ်ပေါ့နော်ကျတို့ပြန်မရတော့တာတွေရှိတယ်ဒီစပယ်လုံးဝကျသွားတယ်ပေါ့နော်ဒါဆိုရင်ကျတို့ကလက်ရှိအနေထားမှာပြန်ဆယ်လို့မရဘူးပေါ့ ဲ့တော့ payout account ကိုရှောက်တော့မယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့အခုမှစပြီးတော့ရှောက်မဲ့သူတွေဆိုလို့ရှိရင်နော်ပထမအဦးဆုံးကျွန်တော်တို့အရေးကြီးတာကတော့ payout owner name နော် payout owner name ရဲ့ ID card ထဲမှာပါတဲ့ name ရတူနေရမယ် ID card ထဲမှာပါတဲ့ name ကို payout owner name မှာကျွန်တော်တို့ထည့်ပြမယ် Facebook account Facebook page စတဲ့နာမည်တွေကိုထည့်ပြရမှာမဟုတ်ဘူးပြောရလို့ဆိုလို့ရှိရင်တော့ကျွန်တော် ban ချိန်တဲ့အခါမှာလေဒီ ban ban ရှင်က ID card ထဲမှာပါတဲ့ ူရဲ့ဘန်ပဲဖြစ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အုံနာနေရဲ့ဘန်နေရဲ့ ID နေရဲ့တူနေရမယ်ပြီးလို့ရှိရင်တော့မွေးနေ့ထဲတဲ့နေရာမှာလဲတို့ဒီ ID card ထဲမှာပါတဲ့မွေးနေ့ကိုပဲကျွန်တော်တို့ထည့်ပေးရမယ်လက်ရှိမှာ verify မကြသေးဘူးအုံနာနေမှားနေတယ်နော်ဗတ်ဒေးမှားနေတယ်ဘန်နေနေမတူဘူးဆိုရင်တော့ဒါတွေကိုကျတို့တူအောင်လက်ရှိအခြေအနေမှာလောက်ထားရမယ်ပေါ့နော်ကျတို့ပြန်ပြောင်းထားရမယ်ပြီးလို့ရှိရင် country မတူဘူးဗောနော country ကကျွန်တော်မြန်မာထည့်မိထားတာ၄ပြီးရင် business တွိုက်မှာတို့ individual ကျွန်တော်မထည့်ပဲနဲ့တို့တခြားဟာ၄ထည့်လာတယ်ဆိုလို့ရှိရင်เนาะဘာကိုယ့်ရဲ့ဒီ PR ကောက်ကဒီ verify မကြသေးဘူးဆိုရင်တော့ကျွန်တော်ကဒါတွေကိုပြန်ပြီးတော့ပြင်လာတင်နေပေါ့အဲ့တော့ပြန်ပြင်လို့ရလားဗောနော် PR မှာအာ country မှားသွားတယ်မွေးနေ့မှားသွားတယ် owner name မှားနေတယ်နော် business တွိုက်မှားနေတယ်ဒါကိုပြန်ပြင်လို့ရလားဆိုရင်တော့ပြန်ပြင်လို့ကတော့ရတယ် ဒါပေမဲ့ user တွေအနေနဲ့ပြင်ဖို့ကြတော့ကျွန်တော်တို့မလွယ်ဘူးပေါ့နော်အဲ့တော့ဒီဟာတွေကိုပြန်ပြင်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ယုံကြည်ရတဲ့ service နော် service ရာတွေကိုတွားပြပါ တိုင်ပင်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြန်ပြင်ပါနော်ကိုမတူညီတာတွေကိုတူညီအောင်ကျွန်တော်တို့ပြန်ပြင်ထားဖို့လိုအပ်တယ်မပြင်ဘူးဒီတိုင်းပဲထားရလေလက်ရှိချိန်ဒီမှာငွေက ထုတ်လို့ရနေတော့လေနောက်ပိုင်းကျရင်တော့ဘာဒီပိုင်းကျလာနိုင်တယ်အဲ့တော့ပြင်ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာလည်း လာပြီးတော့စပြီးအပ်လို့ရတယ်ပေါ့နော်ဒီ pay out ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီဟာကို country ကို chain ကိုနီးလန်ပြပြပါနော်ကျွန်တော်လာပြီးတော့ပြောနေကြတာလေးရှိတယ်မေးနေကြတာလေးရှိတယ်ပေါ့နော်ကုညီပါပေါ့အကန်တီကိုချိန်ဖို့နီလန်နီပြပြပါပီအော့အုံနာနင်းကိုဘယ်လိုချိန်ရမလဲအပီအော့ဘတ်ဒီပီအော့အောက်ဒီမှာပါတဲ့ဘတ်ဒီကိုဘယ်လိုချိန်ရမလဲပေါ့နော်အပီစနတိုက်တွေကိုဘယ်လိုချိန်ရမလဲဒီဟာတွေကိုချိန်မှုကြတော့ကျတို့ တာမန်အသုံးပြုနေတယ်ပေါ့နော်အဲ Facebook ကိုအသုံးပြုနေတဲ့ user တွေအနေနဲ့ကတော့ချိန်မှုကတော့မလွယ်ဘူးချိန်တက်ပြုတ်တဲ့ဆရာတွေဆိုရင်တော့အဲဒါကတော့ချိန်လို့ရတယ်ပေါ့နော်အဲနည်းနည်းပါးပါးသိတဲ့သူတွေဆိုရင်တော့အဲကိုယ့်ဟာကိုယ်ချိန်လို့ရတယ်တကယ်လို့ကိုယ့်ဟာကိုယ်ချိန်ဖို့အဆင်မပြေဘူးဆိုရင်တော့ခုနအရှိကကျွန်တော်ပြောခဲ့တယ်လို့ပဲအဲ service ဆရာတွေကိုတိုင်ပင်ပြီးတော့ပဲအဒီရတွေကိုကျွန်တော်တူအောင်ချိန်ထားရမယ်တကယ်လို့မချိန်ဘူးဆိုရင်တော့ဘာဒီပိုင်းကြာသွားတဲ့အခါမှာကျွန်တော်တို့ ID ပြန်တင်တဲ့အခါမှာ အရင်မှာပါတဲ့ဒီ information နဲ့ကျွန်တော်တို့ပြအောင်မှဖြေထားတဲ့ information တွေကမတူညီတာဖြစ်နေတဲ့အတွက်ကျွန်တော်ပြန်ရမှုရခိုင်တော့ကမရှိသလောက်ကိုရှားတယ်ဗောနော်ပြန်ရသွားတဲ့မျိုးကလည်းတော်တော်လေးဥမာရှားတယ်အာတေချာပေါ့သူကဒီ payout restrict ဖြစ်သွားမှာဗောနော်ဒါဆိုလို့ဆိုရင်တော့ကျွန်တော်ကပြရောပြရောဆုံးသွားမယ်ကိုယ့်ရဲ့ဒီ payout ထဲမှာဝင်ငွေတွေရှိနေတယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့လုံးဝထုတ်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဒီ view လေးကိုကြည့်ပြီးပြီဆိုရင်တော့အခုမှ payout စရှောက်မဲ့သူတွေကလည်း နေစနစ်တကျနဲ့ကျွန်တော်တို့ရှောက်ဖို့လိုအပ်တယ်လို့ရှောက်ပြီးသားလူတွေရှိပြီးသားသူတွေကလည်းမှားနေတဲ့ information တွေမှားနေတဲ့နေနေမှားနေတဲ့ဆိုရင်တော့ဘာဒီဘက်မကြခင်မှာကျွန်တော်တို့အမြန်ဆုံးပြင်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အမြန်ဆုံးပြင်လိုက်ပါဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်